သမ္မတဒေါ်နယ်ထရမ့်ရဲ့ဘတ်ဂျက်အဆိုပြုချက်မူကြောင်းကိုထောက်ခံခဲ့တဲ့လွတ်တော်အမတ်တွေပြန်အရွေးမခံရအောင်တနည်းအားဖြင့်ပြုတ်သွားအောင် လုပ်မယ်လို့ Elon Musk ကမနေ့ဇွန်လ30ရက်နေ့မှာချင်းချောက်ပြောဆိုခဲ့ပြီးတဲ့နောက် Elon Musk ရဲ့ contract တွေအပါအဝင်သူနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကို Doge လို့ခေါ်တဲ့အစိုးရလုပ်ငန်းတွေထိရောက်အောင်မြင်မှုရှိမရှိကြီးစုစစ်ဆေးရတဲ့ဌာနကိုစစ်ဆေးခိုင်းမယ်လို့သမ္မတထရမ့်ကဒီကနေ့ ဇူလိုင်လ၁ရက်နေ့မှာပဲချင်းချောက်တဲ့သဘောနဲ့ပြောကြားလိုက်ပါတယ်။အမေရိကန်ကအထင်ကရသတင်းဌာနကြီးတစ်ခုဖြစ်တဲ့ ABC သတင်းဌာနကတော့တမနာထွန့်အနေနဲ့ Elon Musk ကိုပြည်နေနံပေးဖို့သင့်မသင့်စဉ်းစားသွားမယ်လို့လဲသတိပေးပြောကြားတာကိုကိုကာရေးသားထားပါတယ်။ Elon Musk ကတော့ budget အဆိုပြုချက်မူကြောင်းကို ထောက်ခံတဲ့အမတ်တွေကိုဖြုတ်ချရုံနေနဲ့မကျေနပ်ဘဲလက်ရှိရှိနေတဲ့နှစ်ပါတီစနစ် Republican နဲ့ Democratic Party တို့အပြင် တတိယပါတီတစ်ခုကိုတီထောင်သွားမယ်လို့ပါချင်းချောက်ပြောဆိုထားပါတယ်။အရင်တစ်ခေါက်သူတို့နှစ်ယောက်အွန်လိုင်းပေါ်မှာအခြေတင်ဖြစ်ကြတော့ကတော့ Elon Musk ကအလျှော့ပေးသွားတာကြောင့်ပြည်လဲသွားခဲ့ပါတယ်။ဒီစချိန်မှာတော့ဘလို့အဆုံးတတ်မယ်ဆိုတာကတော့စောင့်ကြည့်ကြရအောင်ပါဖြစ်ပါတယ်ခင်ဗျာ။